ယေဇကျေလအနာဂတိကျမ်းခန်းကြီး53ထို့နောက်မှအရှိဘက်တော့မျက်နာပြုတ်သောတကားဝတော့တဖန်ခေါ်သွား၏ဤတီလအမျိုးဤဖယားသခင်ဘုံတော်သည်အရှိမျက်နာမှ လာ၍အတန်ဒီသမုတ်တရတကဲ့သို့ဖြစ်၏။ရောင်ကြီးတော်အားဖြင့်မြေတစ်ပြင်လုံးလင်း၍ငါမြင်သောယူပါယုံသည်မြို့တော်ကိုဖျက်ဆီးခြင်းကလာသောအခါ ငာမြင်သောယူပါယုံနဲ့တူ၏ထင်ရှားသောအရာတို့သည်ခေပါမျက်နာမှငာမြင်မှုသော အရာများကဲ့သို့ဖြစ်၍ငာသည် ပြောင်းဝက်လက်နေ၏ထာဝရဖျား၏ဘုံတော်သည်အရှိဘက်သို့မျက်နာပြုသော တကားလန်းဖြင့်အိမ်တော်ထဲသို့ဝင်တော်မူ၏ထိုအခါဝိညာဉ်တော်သည်ငါကိုခြိလက်အတွင်းတတိုင်းထဲသို့ ဆောင်းသွား၍ထောင်ရဖေဟာဤဘုံတော်သည်အိမ်လုံးကို ဖြန့်တော်မူ၏အရင်လူသည်ငါအနာမှာရက်နေလက် အိမ်တော်တဲကငါအာမိန်တော်မူသောအတန်ကိုငါကြားသည်က အချင်းလူသားဤအရက်သည်ငါပလင်တီယာအရက်ငါချေဖွားနေမြဲအရက်ဤတေလအမျိုးသားတို့တွင်အစဉ်အမြဲ ငါနေရအရက်ဖြစ်ဤတီလရှင်ပရင်များနဲ့အမျိုးသားများတို့သည်မှားယွင်းခြင်းအားဖြင့်၎င်းရှင်ပရင်အသေးကောင်အားဖြင့်၎င်းမြင့်ရအရက်တို့၌ငါ၏နာမတော်မြတ်ကိုနောက်တဖန်မရှုံချရကြသူတို့တကားခုံကိုလည်းငါတကားခုံအနာမ၎င်းသူတို့တိုင်ကိုလည်းငါတိုင်အနာမ၎င်းစိုက်လှည့် ငါနဲ့သူတို့ဆက်ကြမှာနိုင်ရန်တစ်ခုတည်းသာရှိလက်သူတို့ပြုတ်မိတော့ဆက်ဆုပ်ယူရှောက်ပဲတော့အမှုတို့ဖြစ်ငါ၏နာမတော်မျက်ကိုရှုံချတော့ကြငါသည်အမျက်ထက်ရသူတို့ကိုဖျက်ဆီးပြီးယခုမူကားသူတို့မှားယွင်းခြင်းအမှုများနဲ့ရှင်ဘရင်ဤအသေးကောင်များကိုငါမှဝေးစွာပယ်ရှားကြစေငါသည်လေသူတို့တွင် အစဉ်အမြဲနေမည် ချင်းလူသားဤတီလအမျိုးသားတို့သည်ကိုဒူးရဲ့အပြစ်ကြောင့်ရှက်ကြောက်စေခြင်းငှာအိမ်တော်ကို ပြလောအိမ်တော်ပုံကိုသူတို့တိုင်းကြစီလောသူတို့သည်ကိုပြုတ်မိတော့အမှုများကြောင့်အမှန်ရှက်ကြောက်လင်အိမ်ပုံဒရန်ထက်ရာဝင်းရာတကားဝများကျင်းရသည်မြတော့ထုံးစံများစီရင်ထုံးဖွဲ့ချက် တရားအလုံးစုံတို့ကို ပြလောသူတို့ဒီထုံးစံများနဲ့စီရင်ထုံးပွက်ချက်အလုံးစုံတို့ကိုကျင့်ဆောင်စီခြင်းငါသူတို့ရှေ့မှာရေးထားလောတောင်ထိပ်ပေါ်မှာတည်တော်အိန္ဒိုဤတရားဟုမူကအိန္ဒိုနေနမိတ်ရှိသည်များတို့အလုံးတန်ရှင်းရကြမည်ဤ၍ကအိန္ဒိုဤတရားပေတီရှစ်ပလင် အတိုင်းရှိကား တန်တောင်ဖြစ်တိုင်းလင်ဖနက်အမြင့်တတောင်အကျဲတတောင်ပတ်လေအနာပတ်အကျဲတထွာရှိ၍ရစ်ပလင်ပြင်ဘက်၌တီရအောက်အထစ်ဒီမြေနှင့်နှစ်တောင်กว่า၍အကျဲတတောင်ရှိရမည်ငယ်သောအထစ်နှင့်ကြီးသောအထစ်ဒီလေးတောင်กว่า၍အကျဲတတောင်ရှိရမည်ရစ်ပလင်အမြင့်ဒီလဲလေးတောင်ရှိရမည် ဥဂျုံလေးချောင်းလဲတက်ရမည်ရစ်ပလင်သည်စတုယံဖြစ်၍အလျား32တောင်အနံလဲ32တောင်ရှိရမည်အောက်အထစ်သည်လဲစတုယံဖြစ်၍အလျား34တောင် အနံ34တောင်ရှိရမည်အနာပတ်သည်လဲအကျယ်တထွာရှိရမည်ဖနတ်သည်ရစ်ပလင်ပတ်လည်၌ တတောင်ထွက်၍တက်ရလန်းသည်အရှိတုံမျက်နာပြုရမည်တဖန်အချင်းလူသာ အရှင်ထာဝရဖေဟာမိန်တော်မူသည့်အတိုင်မိရှုရာရစ်ကို ပူဇော်၍အသွေးကိုဖျန်းပို့ရန်ရစ်ပလင်ကိုတည်သောနေ့၌ကျင့်ရသော တရားဟုမူကားအမှုတော်ကိုဆောင်၍ငှန့်ထန်သောချင်းကပ်သောလေဝိအမျိုးဇဒုတ်သား ရစ်ပရောဟိတ်တို့အားအပြစ်ဖြေရာရစ်ဖို့ပြိုသောနွားထီးတကောက်ကိုအဲ့ရနွားအသွေးအချို့ကိုယူ၍ရစ်ပလင်ဥဂျုလေးချောင်းအထစ်လေးတောင် အနာပတ်လေကို လူသောအားဖြင့်တန်ရှင်းစင်ကျေစေရမည်အပြစ်ဖြေရာရစ်ဖို့နွားကောင်ကိုယူ၍တန်ရှင်းရာဌာနပြင်ပိမှန်တော်အတွင်းတွင် ခံထားသောအရက်၌ မီးရှို့ရဒုတိယနေ့၌လည်းအပြစ်မရှိသော စိတ်တငယ်ကိုယူ၍အပြစ်ဖြေရာရစ်ဖို့ပူဇော်ရမည်ရစ်ပလင်ကိုနွားအသွေးနဲ့တန်ရှင်းစေတကယ်တော့စိတ်အသွေးနဲ့တန်ရှင်းစေရမည်ထို့တော့ရစ်ပလင်ကိုတန်ရှင်းစေပြီးသည့်နောက်အပြစ်မရှိပြူသောနွားထီးနဲ့အပြစ်မရှိသောစိတ်ထီးကိုထာဝရဖျားရှေ့တော်၌ပူဇော်ရမည် ယစ်ပရောဟိတ်တို့သည်စားကိုတင်လက်ထိုယစ်ကောင်တို့ကိုထာဝရဖေရအဖို့မိရှုပ်ရပူဇော်ရကြမည်ခုနှစ်ရက်ပတ်လုံးတနစ်တနစ်လင်စိတ်တကားကိုအပြစ်ဖြေရာယစ်ပြုတ်ရပူဇော်ရမည်အပြစ်မရှိ ပြိုသောနွားထီတကောင်နဲ့တိုးထီတကောင်ကိုလည်းပူဇော်ရမည်ခုနှစ်ရက်ပတ်လုံးရစ်ပလင်ကိုတန်ရှင်းစင်ကြယ်စေရွေ့ ကိုကိုလဲရစ်ပရောဟဲ့အရာ၌ခန့်ထားရကြမည်ခုနှစ်စေသောနောက်အထမနေ၌၎င်းထိုနေ့မှစ၍၎င်းရစ်ပရောဟဲ့တို့သည်ရစ်ပလင်ပေါ်မှတင်တို့မိရှုရရစ်များနဲ့မိတ္တဟာရရစ်များကိုပူဇော်ရကြမည်ငါသည်လဲတင်တို့ကိုလက်ခံမည်ဟုအရှင်ထာဝရဖျား 没在乎伊。